အသေးကွဲတာပြောက်အောင်ဘယ်လိုကုစားမလဲတကယ်တမ်းအသေးကွဲပြီဆိုရင်ပြောက်အောင်လုပ်နိုင်တဲ့နည်းလမ်းမရှိပါဘူးကိုချစ်ခဲ့တဲ့အချစ်တွေအချိန်တွေပေါ်မူတည်ပြီးကာလကြာမြင့်တတ်ပါတယ်တချို့ဆိုနှစ်နဲ့ချီပြီးတယောက်တည်းကိုပဲချစ်သွားပါတယ်ဒါပေမဲ့ဖြည်းဖြည်းချင်းတတ်တာလားလုံးလို့ရတဲ့နည်းရှိလို့ကျွန်တော်ကပြောပြပေးပါမယ်တယောက်နဲ့တယောက်ကုစားပုံချင်းမတူနိုင်ပေမဲ့ကျွန်တော်ကပိုလွယ်တဲ့နည်းတွေဝေမျှလိုက်ပါမယ် မျောလင်းချက်တွေရပါကိုဘက်ကပြတ်တယ်ပြောပေမဲ့တကယ်ပြတ်သွားရင်လည်းလက်မခံပဲသူ့ဘက်ကပြန်လာခေါ်မလားဆိုတာမျိုးမျောလင်းတတ်ကြပါတယ်ပြန်လာမခေါ်တဲ့အခါဒီအဖြစ်ကိုလက်ခံဖို့ပုံနာကျင်သွားပါတယ်အလွမ်းဆွေးသချင်းတွေရှောင်ပါအသေးခွဲတဲ့အချိန်ဒီလိုသချင်းတွေနားထောင်ရင်ပုံငိုလာကျပါတယ်အဲ့ဒါကြောင့်ဖြစ်နိုင်ရင်သချင်းနားထောင်မဲ့အစားဟာတာကားတွေရှာကြည့်ပါဖုံးမတော့မဲနေပါ သူအကောက်ကိုပြန်ဝင်ကြည့်မိတာအရင်ကပြောမှုဓာတ်တွေပြန်ဖြတ်ပြန်ဖတ်နေတာသူနဲ့ပတ်သက်တာတွေလိုက်ရှာတာကကိုယ့်ရဲ့အသေးကွဲကာလကိုပိုရှည်ကြစေပါတယ်အဲ့ဒါကြောင့်တလားလောက်ထိကိုဆိုရှယ်မီဒီယာတွေကိုဖြတ်ထားလိုက်ပါခရီးထွက်ပါခရီးတူလေးပဲဖြစ်ဖြစ်တငယ်ချင်းတွေနဲ့တွားပါတွားနေတဲ့ကာလမှာသတိရတာမျိုးဖြစ်နိုင်ပြီးမယ်တငယ်ချင်းတွေကြောင့်ပိုစိတ်ပျော်လာပါလိမ့်မယ်သူတို့ကကူညီပေးပါလိမ့်မယ် ပုံမှန်အလုပ်တွေလုပ်ပါဒီလိုအချိန်မှာအိတ်ချင်တယ်လို့အိတ်စားချင်တယ်လို့စားတာထက်အရင်ကတက်ပို့ပြီးအိတ်ချိန်မှအောင်အိတ်ပါပုံမှန်လေးအဟာရရှိတာတွေစားပါဒီနည်းကတကယ်ထိရောက်ပါတယ်အခန်းထဲမှာပဲနေမနေပါနဲ့ဖုန်းကင်တာပဲဖြစ်ဖြစ်လဲပြီးစဉ်းစားနေတာပဲဖြစ်ဖြစ်မလုပ်ဘဲအိတ်ချိန်ကြမှာအခန်းထဲဝင်နိုင်အောင်ကြိုးစားပါ အပြင်းသွားဖို့ကြီးမဆိုလိုပေမဲ့မိသားစုဝင်တွေရှိတဲ့နေရာတွေမှာထွက်နေပါနောက်တစ်ယောက်ထားပါ ဒါကနည်းနည်းတော့ရေစရာကောင်းပေမဲ့အများစုကနောက်တစ်ယောက်နဲ့မှ ပိုအဆင်ပြေတာတွေတွေ့ရပါတယ်။နောက်တစ်ယောက်ကိုပိုချစ်တာ အချစ်ခံရတာပြီးတော့နောက်တစ်ယောက်နဲ့ပိုမြဲတာတွေအများကြီးရှိလို့ဒါလေးထည့်ထားပါတယ်။တခုရှိတာကအရင်လူ ပြန်လာလို့ပြန်တွဲတာကို အာမပေးပါဘူး။ကိုယ်ပေမှ အရင်တယောက်ကြောင့်ကုစားပေးခဲ့တဲ့သူကိုအာနာပါ။ချစ်ရမှာကိုမကြောက်ပါနဲ့။တခါအသေးကွဲပြီးရင်ချစ်ရမှာကြောက်သွားပါတယ်။ အမှန်တော့တကယ်လက်သွဲပေါ်မတွေ့လို့ပါဒါပေမဲ့ခဏခဏအသေးကွဲနေရင်တော့ကိုဘက်ကလည်းဘာရီလိုအပ်နေလဲဆိုတော့ကိုပြန်ကြည့်ဖို့လိုပါပြီနော်သူမရှိရနဲ့ဘဝပြတ်တာမဟုတ်ပါဘူးမြောင်လုံးအတူရှိနေခြင်းတုန်းကအကောင်းဆုံးချစ်ခဲ့ကြတယ်တယောက်လိုအပ်ချိန်မှာတယောက်ရှိပေးခဲ့ကြတယ်အဲ့ဒါမို့သူမရှိတော့ရင်ဘာမှမတွေးနိုင်ဖြစ်သွားတာပါအမှန်တော့ကိုဘဝကကိုအပိုင်မဲမို့အရာအလုံးကို ကိုယ်တိုင်ဖြည့်ရှင်းနိုင်ပါတယ်နော် ပြောင်းလဲကျင်တာတွေပြောင်းလဲလိုက်ပါစပယ်လား style လားစိတ်ကြိုက်လုပ်လိုက်ပါ ကိုနေရတာကအဆင်ပြေမယ်ဆိုရင်ကိုပျော်ရလုပ်လိုက်ပါဒါပေမဲ့ပိုဆိုးပြမယ်ဆိုတာမျိုးမဟုတ်ပဲပိုကောင်းပိုလှတဲ့သူအဖြစ်ပဲပြောင်းပါကိုယ့်ရဲ့မကောင်းတဲ့အချက်တွေကိုပြောင်းပါအဆုံးသတ်လိုက်ရင်အကုန်စိတ်နဲ့ပဲဆိုင်တာမို့ကိုယ်စိတ်နဲ့ပဲပြန်ကူစားပါအချိန်ဘလောက်ကြာကြာယူပါခံစားရတဲ့ခါစမ်းချက်ကိုအသေးကွဲပူးတဲ့သူတွေသာသိလို့ သူများလာပြောလဲဂယုမဆိုင်ပါနဲ့တခုပဲတရိယာပါရှေးဆက်ရမှာရှိသေးတယ်ထပ်တွေ့ရမဲ့သူတွေရှိပါသေးတယ်ပြောစရာတွေမကုန်သေးပါဘူးเนาะ